။အနည်းကိုမြင်အရေးကြီးနေနေတဲ့ကောင်ပါ။မြန်မာရဲ့ကြည်ကြီးပါတယ်ကြည်ကြီးပါတယ်ကျွန်တော်ဒီပူပီဆိုတဲ့ character ဖြစ်ဖို့ပါဆိုလဲဒါကျွန်တော်အများကြီးစူးစမ်းအားထုတ်ထားရတယ်။ကြောက်ရွံ့လာလေးထွက်ထားတယ်။ဟမ်တော်သမား นี่พ่อเตยลุไม่ขอยาพูชวยเลยลุขอขอแล้วขอลาบาติชูแล้วส่งลาบาだแม้ဇလန်းก็တော့လေเอ่อตะคูจောက်เสียตะคูแล้วไปเนี่ยဟိုยาตาไม่ห่มเลยปะเนาะนี่นอยดูตันดาวนี่ดูยอมมาမင်းတို့ရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုရဲ့ဒီမှာ ချိန်ကလည်းညဒီဟိုပေါ့နော်2နာရီခွဲ3နာရီဆိုတော့ကွယ်နည်းနည်းတော့ကြောက်တာပေါ့နော်ဟာဒါအဲ့ချိန်မှာမြန်တရားရောက်မြန်ဥမာဝင်ပူးသွားမလားဆိုရယ်စိုးရိမ်စရာတော့ရှိခဲ့တာစိတ်လှုပ်ရှားပါတယ်အကုန်လုံး team တစ်ခုလုံးကဒါအမှုပညာရှင်ဘောင်နမတွေရောအဲတက်ပညာရှင်တွေရောအကုန်လုံးတစ်ဖွဲ့လုံးအင်တိုင်းအားလိုက်စူးစမ်းထားတဲ့အတွက်ကြောင့်မလို့ရင်ခုန်ပါတယ် ကျေးဇူးတင်ပါတယ်မတင်ငင်ကြတဲ့ပရိသတ်တွေအရန်ကိုအားပေးနေကြတယ်ဆိုရဲအတွက်ကြောင့်မလို့လဲတူတယောက်ချင်းစီပရိသတ်တွေဝင်ရပေးကြတာတွေလည်းအကုန်လုံးကျေးဇူးတင်ပါတယ်လို့ဒီနေ့ကနေထပ်မံပြီးတော့ပြောချင်ပါတယ်အာဒါဒီဒီကားကပေါ့နော်မကင်းနဲ့တော့ကျွန်တော်ဒီဝိမညာလို့ဆက်လုပ်တဲ့ချင်းကမဟုတ်ကလေးကနေပြီးတော့ဗီဒီယိုကားကတော့ရိုက်ခဲ့ပြီးတယ်အဲဒါပေမဲ့ဒီကားကတော့ဒါပုံမှန်ဆိုရုပ်ရှင်ကားအင်းနေနဲ့မကင်းနဲ့ပြန်လဲပြီးတော့ ဆယ်စုနှစ်တစ်စုစာကြာပြီးရဲ့ဆိုတာပြန်ပြီးတော့စုံစည်းခွင့်ရတာပေါ့နော်ဆိုတော့အရင်လဲရင်းခုန်တယ်ပြီးတော့ဟိုဒီလင်းငုံနဲ့ကျွန်တော်ဘက်ကလည်းဖူးတည်ဖြစ်အောင်ပေါ့နော်လင်းငုံရေးကြီးနေတဲ့ဘယူးဆိုက်တဲ့ဆောက်ဆောက်တဲ့အဲသူ့ဘက်ကလည်းမြေရက်တီပေးတဲ့ဖူးတည်ဖြစ်အောင်အကောင်းဆုံးကြိုးစားဖို့ပေါ်ထားပါတယ်ဆိုတော့ဒီ ခုလာမဲ့32ရက်နေ့ကနေစပြီးတော့ဒီနိုင်ငံတွေကတနိုင်ငံလုံးမှာကတ်သားမှာဖြစ်တဲ့အတွက်ပြည်သက်ရဲ့ feedback ကဘယ်လိုလာမလဲဆိုတာတကယ်ကိုရင်းသွင်းပါတဲ့ဆောင်းပါးကြီးပါပဲ။မြန်မာရဲ့တာချစ်ကြီးပါတယ်ချစ်ကြီးပါတယ်ကျွန်တော်ဒီ Poppy ဆိုတဲ့ character ဖြစ်ဖို့ပါဆိုလဲဒါကျွန်တော်အများကြီးဟိုသူစားအားထုတ်တာရတယ်ဘာလို့လဲဆိုတော့ဟိုဒီ Poppy ဆိုတဲ့ လင်းကုန်ကိုရမ်းချစ်တဲ့ဘာသာကောင်တွေပေါ့နော်သူနေရာမှာဆိုကျွန်တော်မနေ့မိုးလင်းလာတဲ့အဲ့လိုအသားညိုတဲ့မိတ်ကက်တွေကိုတော့ကျောက်လင်းရပါတယ်လင်းရတယ်ပြီးတော့ဒီကျွန်တော်တို့ပင်းတရမှာအရင်အေးတာပေါ့နော်အေးတော့ကျွန်တော်တို့ကဒီညာဘိုင်းနေဆိုရင်လည်းညာဘိုင်းနေရိုက်တာများတာပေါ့များတော့ကိုကရှူတင်ပြီးရဲ့အချိန်ဆို၄နာရီခွဲ၅နာရီအဲ့ဒီမှာဒီမိတ်ကက်အညိုတွေရာလည်းဖြတ်ပေါ်ပြရမှာဆိုရေတစ်ခေါက်ချိုးအဲ့မှာအရင်အေးပြီးတော့တကယ်အမှတ်တရရေးအများကြီးပါတယ်ပေါ့နော် ပြီးတော့ကျွန်တော်ဆိုဒီ40တခုရတာဒီဒီကားထဲမှာဆိုကျွန်တော်ကိုးနေစားတာပေါ့နော်ဒီကွားတွေကိုနည်း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 ညစ်ပတ်အောင်ပေါ့နော်ဆိုတော့အဲကိုးနေကပုံမှန်စားလေးစားတာမရှိဘဲနဲ့စားတော့ဒီထုံးတွေပေါက်ပြီးတော့ဒီအဆောင်လေးဆိုတော့အရန်ပြဲပြီးတော့ဒီအမတ်ရရတွေကတော့အများကြီးပါပဲဟုတ်တယ်ခုနကတော့ပြောနေရယ် Halloween နဲ့ကိုတက်တိုက်ဆိုင်ဆိုင်ယုံတင်လို့ရသွားတယ်ပေါ့နော်ဆိုတော့ထူးထူးတော့ထူးကြသွားတယ်ပေါ့ပြီးတော့ Halloween မှာလည်းကစ်တို့တွေ เนาะဟိုတခုခုပေါ့ပြည်သက်တွေနဲ့လည်းစုံတွေ့ဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါလည်းမကြမီကြီးညာပါမယ်ဟုတ်အာခဲတဲ့ဘိုင်းတွေကလည်းရှိခဲ့ပါတယ်ပြီးတော့ဟိုကျွန်တော်ဆိုခုနကဟိုကစ်ပြောသလိုပေါ့เนาะဒီစောင်းရင်ရှောင်းရင်တွေဆိုတဲ့နေရာမှာဒီကျွန်တော်တို့ရိုက်တဲ့အချိန်ကခုနပြောလို့ပေါ့မနေ့မိုးလင်းတဲ့ဒီအဲလုံးဝလုံးဝနေထွက်မှနေထွက်တော့မှကျွန်တော်ရှိခဲ့ရက်ကြအဲ့အချိန်မှာဟိုမမျိုးရဲ့အခန်းတွေမှာဆိုလဲအဲ့လိုမမျိုးကတော့ လာကြလာကြဆိုခေါ်တဲ့အချိန်မှာတကယ်တမ်းက2နာရီခွဲ3နာရီလောက်ပြီးတော့အဲ့တော့အုံကြီးရဲ့မှာရိုက်နေတယ်ဟုတ်လားရာသီဥတုကလည်းအရင်အေးစိန်နေတယ်ပြီးတော့အကုန်လုံးကလည်းမှောင်မဲနေတာပေါ့နော်ဒီရိုက်ပွဲရိုက်တဲ့နေရာလောက်ကလွဲပြီးတော့ဟိုချန်နယ်နေရာတကယ်တိုးထဲမှာပဲရိုက်တာဆိုရိုက်တဲ့ location ကတော်တော်ဝေးတာတော်တော်ဝေးတာတော်တော်ဝေးတာအဲ့နေနေရဲ့နေရာနဲ့2နာရီခွဲလောက် ကားကြည့်ပြီးတော့ကားမောင်းပြီးတော့မှသွားရတာဆိုတော့အဲ့ဒီအချိန်တွေပါဆိုအရန်ကြောက်တယ်အရန်ကြောက်ရဲဆိုတော့အဲ့လိုဒါကမဟုတ်ဒီပေါ်တော့မမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုတဲ့အချိန်မှာ ချိန်ရလဲညဒီဟိုပေါ့နော်2နာရီကွဲ3နာရီဆိုတော့ကွဲနည်းနည်းတော့ကြောက်တာပေါ့နော်ဟာအဲ့ချိန်မှာမြန်တရားရောက်မြန်ဟိုဝင်ပူးသွားမလားဆိုရယ်စိုးရိမ်စရာတော့ရှိခဲ့တာတရားဆိုင်ခုပြုတ်သွားတာအာရှုတ်တယ်ရှုတ်တယ်ရှုတ်တယ်တော့ဆောက်တော့ဆောက်ရတယ်ကျွန်တော်တော့ဆောက်ပရီးထဲဆင်းနေတယ်ဖျားဖျားစားရတယ်တော့ဆောက်ရနေတာခေါ်လဲခေါ်လာပါတ िश ူလဲဆောင်လာပါဒါပေမဲ့ဇလန်းကတော့လေအဲတခုကြောက်စရာတခုတည်းကိုပေးတဲ့ ဟိုရတာမဟုတ်ဘူးပေါ့နော်ကြောက်စရာလည်းပါမယ်စိတ်ဝင်စားစရာလည်းပါမယ်ပြုတ်ကွက်လေးနဲ့ suspense လည်းပါမယ် romance လည်းပါမယ်ဆိုတော့ဟိုသွားတဲ့ဟိုဟိုပေါ့နော် flow ကတစ်ခုတည်းဟိုဥတည်ပြီးသွားတာမဟုတ်ဘူးဆိုတော့အဲ့ဒီအတွက်ကြောင့်အာနည်းနည်းလေးတော့ဟိုဟိုထူးထူးခြားခြားလေးတော့ဖြစ်မယ်လို့ထင်တယ်နော် င်ကြဖြစ်မှာပါဟုတ်ကဲ့ကစ်တိုရဲ့အစ်တတစ်ခုပေါ့ရတာတစ်ခုဖန်တီးမှုအစ်တတစ်ခုကိုအာဖန်တီးထားတဲ့ရိုက်ကူးထားတဲ့နှဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီး အောက်တိုဘာ31ရက်နေ့မှာတနိုင်ငံလုံးမှာရုံတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချစ်တဲ့ပရိသတ်တွေအဲစိတ်ဝင်စီးစကားကိုစိတ်ဝင်စားတဲ့ပရိသတ်တွေကြည်ကျင်တဲ့သူတွေအကုန်လုံးလာရောက်ဝင်ရအားပေးပါလို့ဖိတ်ခေါ်ပေးရစီရှင်ဟုတ်ပါတော့ခုနကပြောလို့လိုပါပဲကျွန်တော်လာမဲ့31ရက်နေ့မှာဒီကားလေးရုံကျင်လို့အမေးပေးရတာပါပဲပရိသတ်တွေလည်းဆက်ဆွေးနွေးကြပါမယ်ဒီကားလေးရုံကျင်လို့ဆိုတာနဲ့တရှိပြီးတော့အားပေးကြပါလို့ဆုံးပါအားလုံးကျေးဇူးတင်ပါတယ်ရှင်